လက္ခဏာတွေမှာအများဆုံးမြင်ရလေးရှိတဲ့လူနှမျိုးရှိပါတယ်။အဲ့ဒါတွေကတော့နံပါတ်၁ငငယ်ကလေးကကံလန်းအားကောင်းတယ်။အိမ်တော်ကြမှာကိုယ့်ရဲ့အောင်မြင်မှုလမ်းတွေပျောက်ဆုံးသွားတဲ့သူမျိုး။နံပါတ်၂အိမ်တော်ကြမှာဘဝဟာမထင်ထားလောက်အောင်အောင်မြင်ကြတဲ့သူမျိုးအဲ့လိုနှမျိုးရှိပါတယ်။နံပါတ်၁ကံလန်းဟာအောက်ခြေကနေထောင်တက်ပြီးတော့နှလုံးလမ်းကြောင်းမှာပိတ်ရက်သွားမယ်ဆိုရင်အိမ်တော်ကြပြီးကမှအောင်မြင်မှုလမ်းစားတွေပျောက်ဆုံးသွားခြင်းရဲ့သင်္ကေတဖြစ်ပါတယ်။ပြီးမှကံလန်းကြောင်းပြန်တက်တာတွေလည်း တွေ့ရပါတယ်။လဲကြပြီးပြန်ထားတဲ့သဘော ဖြစ်ပါတယ်။နံပါတ်2အချက် နောက်တစ်ခုကတော့ကံလန်းဟာနှလုံးလန်းအပေါ်ကနေစပြီးထောင်တက်သွားခြင်းမျိုးပါ။ဒါကတော့အိမ်တော်ကြပြီးကမှဘဝမှာအောင်မြင်တိုးတက်ကြီးပွားလာမယ့်အကြောင်းရင်းကိုဖော်ညွှန်းထားတဲ့သင်္ကေတဖြစ်ပါတယ်။ဒါကြောင့်တချို့ကအိမ်တော်ကြပြီးမှဘဝပြတ်သွားတဲ့သူတွေရှိသလိုအိမ်တော်ကြပြီးမှဘဝမထင်ထားလောက်အောင်မြင်ကြတာတွေလည်းရှိပါတယ်။လောကမှာအလွာပေါင်းများစွာကသူဏီသူဟန်နဲ့ရွေးလျားနေထိုင်ကြတဲ့ပုံစံချင်းမတူညီကြပါပဲ။ ဝါရဖြစ်တည်ပုံချင်းကိုအကျဉ်းချုပ်လိုက်မယ်ဆိုရင်တော့ဒီနှမျိုးကိုပဲထင်းထင်းကြီးမြင်ရပါတယ်နောက်တစ်ခုကတော့ထီယိုလန်ကန်လန်းရအထောက်အကူရတဲ့အမတ်သားတွေပါပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါသူရဲ့ကန်လန်းကြောင်းအရသူကကန်လွန်ကောင်းတဲ့သူလို့ပြနေတာကိုတွေ့ရပါတယ်သူရဲ့ကန်လန်းထိပ်မှာစိန်တုံးလို့လည်းပြောလို့ရတဲ့ခရင်ကွာလို့လည်းပြောလို့ရတာလည်းပါပါတယ်ဒါကြောင့်ကန်လန်းကြောင်းကအားသာပြီးအထောက်အကူရပြီးအရန်ပန့်ပုံးမှုလမ်းပါတာတွေကြောင့်လည်းတော်တော်လေးပြေးစုံတဲ့သူမျိုးဖြစ်စေပါလိမ့်မယ် ယူကုံတွေကလည်းတိတိတသာကောင်းတာမျိုးကြောင့်သူဟာငွေကြေးပြည့်စုံမယ်။ကံရထောက်ပံ့တဲ့အကူအညီတွေပံ့ပိုးမှုတွေကိုရရှိလိမ့်မယ်။စေတနာပို့တက်မှုကြောင့်တည်သာတဲ့အကျိုးရပြီးအတိတ်ကံကောင်းတယ်လို့ပြပါတယ်။ငွေကြေးကံအထီးကိုကောင်းပြီးငွေခဏခဏရရှိပြီးငွေကြေးမှာမိမိကြောင့်လည်းရနေတယ်လို့မိသားစုကြောင့်လည်းနှစ်ခုရနေတတ်ပါတယ်။ဘဝမှာပြည့်စုံမှုတွေကောင်းစေပါတယ်။ရက်ဝေရောရက်နေရောအကျိုးပေးပါတယ်။မိမိနှစ်သက်ရကိုမိမိစိတ်ကြိုက်ရွေးချယ်လှုပ်ဆောင်နိုင်ပါတယ်။